ဆိုက်ပျိုးရေးဆိုင်ရာစားတောက်ကုန်တန်ချိန်တန်းနဲ့ချီပို့ဆောင်နေတဲ့မြန်မာနိုင်ငံကိုအရှိတောင်အာရှရဲ့စားတောက်ကုန်ထုတ်တိုင်းပြည်တစ်ခုဖြစ်ဖို့ဘသူတွေကမျှော်လင့်နေကြတာလဲပွဲပြတာတာပထမချိန်ပြပွဲထက်ပိုပြီးအားရစရာကောင်းလာတဲ့မြန်မာနိုင်ငံမှာနိုင်ငံတကာကုမ္ပဏီကြီးတွေလာရောက်ရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားစရာဈေးကွက်တစ်ခုဖြစ်လာပြီလို့ပြပွဲကျင်းပတဲ့သူကယုံကြည်နေပါတယ် The Myanmar market has got great potential to be one of the world's biggest food and drink manufacturers. Um, currently, Myanmar manufactures over 60 million tons of agri foods per year, and 70% of the population is employed in agriculture. And Myanmar produces 60 million tons of agro foods using outdated processes, machines, and technology. Um, ProPack Myanmar brings into Myanmar the latest machines, technology, and processes for developing a modern and successful food and drink manufacturing industry. မြန်မာနိုင်ငံကတော့ပြည်ပကိုစိုက်ပျိုးရေးကုန်တန်ချိန်တစ်နှစ်ကိုတန်း90ကျော်တင်ပို့နေပါတယ်။ <laughs> မြန်မာပြည်ဟာကမ္ဘာအကြီးအမားဆုံးစားသောက်ကုန်ထုတ်လုပ်တဲ့နိုင်ငံဖြစ်လာဖို့အလားအလာရှိနေပေမဲ့စားသောက်ကုန်တွေကိုပြုပြင်ထုတ်ပိုးနိုင်ဖို့စက်ပစ္စည်းနဲ့နည်းပညာတွေကတော့လိုအပ်နေပါသေးတယ်ဒီမှာတော့ပြောတော့လာပြတဲ့ကုမ္ပဏီတော်များတော်နိုင်ငံတကာဒီလက်ရှိဤပညာနဲ့ပတ်သက်တဲ့ဒီဆက်ပစ္စည်းတွေထုတ်ကုန်တွေလာပြီးတော့ပြသတာဖြစ်တော့เนาะ ့အဓိကတားဖြတ်တော့ကျွန်တော် packaging နဲ့ပတ်သက်တာပုံများတယ်နောက်ပြီးထုတ်လုပ်တဲ့ဒီ process ပေါ့နော် certificate ပုံပြီးတော့များပါတယ်ဒါအဲ့ဒီတော့ကျွန်တော်တို့ရဲ့ထုတ်လုပ်တဲ့ဤပညာဤစနစ်တွေကိုလည်းဒီမှာလာပြီးတော့ကျွန်တော်တိုင်ပင်ခြင်းတွေပေါ့နော်ကျွန်တော်တို့လေ့လာခြင်းတွေလုပ်ပြီးတော့ကိုယ့်ရဲ့လုပ်မဲ့ plan ပေါ့နော် future မှာလည်းပါပဲ။ဘာလို့လဲဆိုတဲ့ဟာလေးတွေလည်းပို့ပြီးတော့ပေါ့နော်ကျွန်တော်တို့ကြိုးရှိနိုင်ပါတယ်။ ။ဒါတော့ကျွန်တော်တို့ဒီဒီတော့နိုင်ငံဒီထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေတွေ့နေပါတော့ကျွန်တော်တို့ဒီလိုမျိုးအဲဒီပြာခံပြပွဲတွေကကျွန်တော်နှစ်စင်ပါတော့ကျွန်တော်ရဲ့ဒီပြည်တွင်းမှာရောဒီပနေမှာရောကျွန်တော်လေ့လာမှုတွေလုပ်ပါအဓိကတော့ဒီ process နဲ့ပတ်သက်တဲ့ဤပညာတွေရှိမယ်နောက်တစ်ဖက်ကကိုလိုအပ်တဲ့ဤပညာတွေများရတယ်ကျွန်တော်တို့ကလေ့လာလို့မဆောင်ဘူးအဲအလားတူပဲဒီလိုမျိုးပြပွဲတွေပေါ့နော်ဒီမှာကြည့်ပြီးတော့မှကိုယ့်ရဲ့တစ်စက်တစ်စက်ကိုယ့်ရဲ့အကြံဉာဏ်တွေကိုနောက်ပဲကိုယ့်ရဲ့ idea တွေပေါ့နော်နောက်တစ်ခုကကိုယ့်ရဲ့ဒီခုနကဒီလုပ်မဲ့လုပ်ငန်းရဲ့ plan တွေပေါ့ဒီတော့ကျွန်တော်ကတိုးချက်မှုတွေစဉ်းစားမှုတွေ အစီအစဉ်ဆွဲရအောင်ပရိုဘက်မြန်မာ2050မှာနိုင်ငံ16နိုင်ငံကပြပွဲပြသသူ190ကျော်နဲ့တရုတ်၊ပြင်သစ်၊စင်ကာပူ၊ထိုင်ဝမ်နဲ့ထိုင်းနိုင်ငံတို့ကနိုင်ငံအလိုက်ပြကန်း၅ခုဖွင့်ပြီးပြသထားပါတယ်။အဖျော်ယမကဆိုင်ရာနည်းပညာတွေနဲ့ပလတ်စတစ်ထုတ်ပိုးမှုနည်းပညာတွေ ပြင်လက်တွေ့ပြသမှုတွေလည်းရှိနေပါတယ်။ Probe မြန်မာ ပြပွဲကို2016စက်တင်ဘာ22ကနေ24အထိတတိယအကြိမ်ဖြစ်မြန်မာ Event Park မှာပဲကျင်းပသွားဦးမှာပါ။ Thank you.